အဖီလို့တော့ပြောတာပဲထင်သလောက်လဲမခတ်ပါဘူးဆိုပြီးခေါင်းကြီးရဲ့တစောင်းတိအကွက်နဲ့လက်ဘူးကိုတီးထုတ်ပေးလိုက်တဲ့ဂိမ်းမှုများပိတ်ကြောင်လေးများများရှေယိုအိုင်ဘတ်ကွန်ရှေကွန်အွန်လိုင်းအချင်းကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင် ကင်မရာကတော့ Saigar Xiaomi iPhone 17 Pro Max မဲပေါက်ပေးနေပြီဖြစ်ပြီးလက်ဖျားမွေတင်နေပြီပဲဖြစ်ပါတယ်။ FV မှာဆိုရင်တော့2.1နဲ့ Yunnan စီခဲ့ပြီး Titan နဲ့နိုင်ဝဲကိုယူသွားခဲ့တာဖြစ်ပါတယ်။ကင်မရာအနေနဲ့ဒီထက်တောင်မှဂိုးပိုပြတ်သွားနိုင်ပြီး 7C ကိုတောင်မှအကျွေးဆက်နိုင်ခြင်းရှိခဲ့တာဖြစ်ပါတယ်။ဒီနိုင်ဝဲဟာကင်မရာအတွက်နောက်ဆုံး10နှစ်အတွင်းကြောကြလေးလို့ကို FV ကွက်မှာပထမဆုံးအကြိမ်အနေနဲ့နိုင်ရခဲ့တာလည်းဖြစ်ပါတယ်။ကင်မရာဘက်ကထမုံမုံကန်ချက်နဲ့ဂုံးပြည့်ခဲ့လို့သာလေးပူလို့ကန်ကောင်းသွားခဲ့တာဖြစ်ပါတယ်။ရာသီအစမှာချက်ကိုးနေတဲ့နိုင်ဝဲဆက်နေတဲ့ကြောကြလေးတို့ကတော့ခြေမှန်ပေါ်လာခဲ့ပြီဖြစ်ပြီး နောက်ဆုံးလေးပွဲဆက်အရှုံးနဲ့ရင်ဆိုင်လိုက်ရပြီဖြစ်ပါရင်ကြိုကြလေးလို့ရတဲ့တိုက်စစ်ကို8ဆက်ကအခုထက်ထိ FV မှာဂိုးမသွင်းနိုင်သေးပေမဲ့ MMO ကတော့ FV မှာဂိုးသွင်းနိုင်မှု2မိနစ်ကျော်ပဲအချိန်ယူလိုက်တာဖြစ်ပါရင် Game Fan တွေကတော့အင်ရှီကမ်းမှာအမေတပ်ပုံခေါင်းကြီးပုံပြောင်းချိန်မယ်တွေပါတယ်ဖြစ်ကုန်ပါပြီခေါင်းကြီးတို့ Game တို့အနိုင်ကောလိုအနေချင်းမှာတစောင်းတီမီနှစ်လပတ်မှကယ်တင်သွားခဲ့တာလည်းဖြစ်ပါရင်တခြားစကောသင်း Fan တွေအတွက်ကတော့ဂေကလုံးမုံတိုင်းကြီးတိုက်ခတ်လာတာကနိုင်ကြီးကြာဖြစ်နေပေမဲ့စီမံကြီးပြည်သက်တွေကတော့လင်းနူအေးလေးတွေရိုက်ခတ်နေတယ်လို့ဖြစ်နေမှာပဲဖြစ်ပါရင် ကဲဘလို့ဒီပွဲကိုနိုင်လို့စိတ်ပြေများစွာကစားခဲ့ပြီးနိုင်တဲ့နိုင်ထိုင်းတဲ့ဆွမ်းဆောင်နေနိုင်ခဲ့တာဖြစ်ပေမဲ့ကျွန်တော်လေးတို့အတွက်ကတော့အရေးပေါ်ခေါင်းလောင်းကြည့်တာပဲဖြစ်ပါတယ်ဒီအချိန်နဲ့သာဆိုရင်တော့ကျွန်တော်လေးတို့ချန်ပီယံဖြစ်ဖို့ဆိုတာဘလို့မှဖြစ်နိုင်ရင်လည်းပဲပြောအောင်ပါပေါ့ ပွဲထွက်လို့စမှာဂိမ်းဘူးတော့အတိုင်းစင်မှာကွန်ညာမောင်း MMO တို့ကိုတင်ကစားခဲ့ပြီးကွင်းလယ်မှာတော့ဂျာလောဘရူနိုကက်စမဲတို့အားမဲတို့ကိုအသုံးဆွဲခဲ့တာဖြစ်ပါရင်ခံစင်မှာတော့ရှော့ကောင်းကြီးဒီလေးနဲ့ဂိုလမလက်စမဲတို့ကိုထားကစားခဲ့တာပါ။ကျေးဇူးတွေကတော့တိုင်းစင်မှာအီဆက်ကဘိုဆာလာတို့ကိုတင်ကစားခဲ့ပါရင်ကွင်းလယ်မှာတော့ဂရာဗင်ဘက်ရှ်မန်အလီစတာဆိုဘိုစတိုင်းခံစင်မှာကာကက်ဗန်ဒိုက်ကိုနာတီဘရက်ဒလီနဲ့ဂိုလမမမစတက်ဖီလီကိုအသုံးဆွဲခဲ့တာဖြစ်ပါရင်ပွဲအစား10မိနစ်မှာရင်ဂိမ်းဘူးတို့ဥဆောင်ရသွားခဲ့ပြီးဘရူနိုအားမဲတို့ရဲ့တွဲလုံးကနေ MMO ကတောက်ဖြတ်ကန်သွင်းသွားခဲ့တာဖြစ်ပါရင်ပွဲအစားချိန်မိနစ်30မှာလင်မယ်နဲ့တိုင်မြင်တိုင်းစစ်ကနေကဘောပိုင်ကန်ဝင်ရ ခဲ့ပေမဲ့တိုင်းထိထွက်သွားခဲ့တာကနှစ်မျိုးစရာကောင်းခဲ့ပါတယ်။ပွဲချိန်နဲ့ဆက်သုံးနေမှာဘရူနိုအပိုင်ကန်ဝင်ရခဲ့ပေမဲ့လည်းချော်ခဲ့ပါတယ်။ဂေမိုးတော့ပရာမိုင်းမှာနှစ်ဂိုးလောက်ရခဲ့တဲ့ပြင်အသုံးချနိုင်ခဲ့တာကနှစ်မျိုးစရာကောင်းလွန်ခဲ့ပါတယ်။ကြော်ရလေးတို့ခန်စစ်ကလည်းအမားများလို့မီဂိုပင်ရနိုင်တဲ့အရာတွေကိုကျွလွန်နေခဲ့တာဖြစ်ပါတယ်။ပွဲချိန်သုံးဆက်လေးမိနစ်မှာအီးဆက်တောက်ဖြတ်အပိုင်ကန်ခဲ့ပေမဲ့ဂိုဒမအွန်နာမဟုတ်တော့အမားမလုပ်ခဲ့ပါဘူး။ဒုတိယပိုင်းမှာလည်းကြော်ရလေးတို့ဟာခြေပါကိုရဖို့ရတိုင်းစစ်ကိုပုံမမြင့်တင်လာခဲ့ပါတယ်။ နောက်လျှောက်ဖြစ်နေတဲ့ကြိုကြော်လေးတို့ပွဲစားရင်89မိနစ်ရောက်မှခြေပါကိုစတင်ရရှိသွားခဲ့ပြီးကိုရီးယားတန်းရှုပ်ရှက်ခတ်ရတဲ့ခြေရက်ကနေဂဘူကကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။လက်ချက်ပွဲစားချိန်မှာနှစ်သိန်းစလုံးဥဆောင်ကိုရဖို့ကြိုးစားခဲ့ပေမဲ့ဂေဘူတို့ကပဲနိုင်ရသွားခဲ့တာပါ။ပွဲချိန်64မိနစ်မှာဘရူနိုရဲ့ကန်နေပေးမှုကိုခေါင်းကြီးကခေါင်းတိုက်သွားခဲ့တာဖြစ်ပါတယ်။ဒီပွဲကြောင့်ကြိုရလေးတို့ဟာနောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲဆုံး၄ပွဲဆက်ရှုံးပွဲတွေ့သွားပြီးဖြစ်တယ်လို့ဇယားထေကစင်မြန်ကြီးနဲ့လည်းလေးမှတ်ကွာသွားခဲ့ပြီးဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဗျာဗီဒီယိုကတော့ပါပဲနောက်နေ့ပါလဲအားကစားလေးပတ်သက်တဲ့သတင်းချားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ဤကောင်းချိုလိုက်ရပါတယ်ခင်ဗျာ